အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ကား73စီးနဲ့ပိုင်ဆိုင်မှုတွေအများကြီးရှိတဲ့ယောက်ျားကဒုတိယအိမ်တောင်ကို ခွဲမပေးခြင်းလို့ပြည်ထနာရှာနေကြောင်းပြောပြလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးပြီးအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြမကန်ထရီနိုရဲ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်မမနေ့ကလေစိတ်အရန်တိုးတဲ့ခါကျတော့ကိုကအားရပါအပေါ်တော့အလျှောက်ကုန်ပြီရပါတော့နော်ဒီဒီချာချာလည်းမပြောဖြစ်ဘူးအခု စာရက်စာတန်းကိစ္စကိုကျွန်မဟိုးအရင်နှစ်ကကျွန်မပြောပြထားပြီးသား line ပေါ်မှာကျွန်မပြောပြထားပြီးသားဒါပေမဲ့နောက်ပိုင်းမှာမသိသေးတဲ့သူတွေအတွက်ကိုကျွန်မဒီနေ့ပြောပြပေးပါမယ်။ဘာဖြစ်လို့တခိုးဆိုပြီးပြောရဲဆိုတဲ့စကားရဲ့အကြောင်းပြောပြတာပါ။အဲ့ဒါတော့နံပါတ်1ကျွန်မနဲ့သူနဲ့မပေါင်းတော့ဘူး။ क्वे တော့မယ်ဆိုတဲ့အချိန်မှာကျွန်မဒီ ျမတို့ရဲ့ပိုင်ဆိုင်ထားသမျှသူရောကျမရော ရှာဖွေထားသမျှပစ္စည်းတွေကိုကျမတို့လေးပုံပုံတယ်ပိုင်ဆိုင်မှုပိုင်ဆိုင်မှုတွေကိုလေးပုံပုံလိုက်တယ်ကျမအတွက်တစ်ပုံသူ့အတွက်တစ်ပုံသူ့သားသမီးအတွက်တစ်ပုံကျမသားသမီးအတွက်တစ်ပုံဆိုပြီးတော့မှလေးပုံပုံလိုက်တယ်လေးပုံပုံပြီးတော့မှကျမတို့တပုံမဲယူခဲ့တယ်ကျမသားသမီးအတွက်ဆိုပြီးတပုံမဲယူခဲ့ကျမအတွက်ပုံမယူခဲ့ဘူး တော့ကျမသုံးပုံထားခဲ့ပြီးတော့မှလေးပုံမြောက်ဖြစ်တဲ့တပုံတပုံကိုသာကျမတည်ယူခဲ့တယ်။ကျမယူလာပြီးကျမတင်ထားလိုက်ပြီပေါ့နော်။ကဲ၊ကွဲရမယ်ဆိုတော့ကျမရဲ့ကျမရဲ့နှုတ်ပြမှုတွေကျမရဲ့အရွယ်တွေကျမရဲ့အချိန်တွေကသူနဲ့ကုံဆုံးခဲ့တာလေ။သူနဲ့ကုံဆုံးခဲ့တဲ့အတွက်ကျမတည်ဒီတပုံကိုမရသင့်ဘူးလား။မရထိုက်ဘူးလား။ ကျမတို့လင်မယနနှစ်ယောက်ဒိုးတူပေါင်ပတ်ရှာလာတဲ့စီးပွားသူ့အရင်မှာစီးပွားပြက်ပြီးတော့အကျွေးတွေနစ်ပြီးတော့မှဒီဆက်ယုံယူပြန်လဲတီထောင်လာတာကျမနဲ့ပေါင်းစဉ်အခါမှာလဲအကျွေးတွေကိုတောက်လျှောက်ဆက်ကြတာဒါပေမဲ့ကျမတို့နှစ်ယောက် ကောင်းပေါင်းတဲ့ကံကောင်းတယ်စီးပွားအင်မတန်တိုးတက်တယ်လှင်းလင်းမြန်မြန်ချမ်းသာလာတယ် မထင်မှတ်ထားလောက်အောင်ချမ်းသာလာတယ်အဲ့ဒီချမ်းသာတဲ့အထက်က၄ပုံမှာ၄ပုံပုံပြီးတော့ကျမဒီတပုံကိုသာယူခဲ့တယ်ကျမတို့ပြောပြသားကျမတို့စိတ်ယုံမှာကာတဆက်နဲ့၃စီးရှိတယ်တဆက်၃စီးထဲရနေမှာကျမဒီအနိုင်ဆုံးကားဖြစ်တဲ့ hijack ဈေးပေါ်ဆုံးကားဖြစ်တဲ့ hijack အဲ့ဒီ hijack ကလေးကိုပဲကျမဒီယူခဲ့တယ်အလုံးပေါင်းစာရက်စာတမ်း28စာ ကျမကျမကိုဘာပြောလဲဆိုတော့သူတို့သူကတဲ့ပတ်စံအဆက်မပြေဘူးအာလုပ်ငန်းတွေအဆက်မပြေလို့ပတ်စံတွေလိုအပ်နေပါတယ်နော်ဒီကားလေးကိုရောင်းချင်ပါတယ်ကားတစ်73စီးရှိတာအဲ့ဒီထဲမှာကျမရဲ့ဒီဒီကျမရဲ့ကျမယူထားတဲ့ဒီကားကိုသူကရောင်းချင်တာဟုတ်ပြီပေးလိုက်မယ်ပေးလိုက်မယ်ဆိုတော့အန်ဒီမက်အေးအန်ဒီအေးမြင့်ကြီးတဲ့အင်တန်မှစိတ်ထားကောင်းတယ်သူကဗမ်းမလိုက်ဘူး အားလုံးနဲ့အဆင်ပြေတယ်ကျွန်မနဲ့လည်းအဆင်ပြေတယ်လို့အရင်မျိုးသမီးနဲ့လည်းအဆင်ပြေတယ်ပြီးတော့သူ့ရဲ့အခုကျွန်မယောက်ျားရဲ့တပည့်မနဲ့လည်းဈေးမနဲ့လည်းအဆင်ပြေတယ်သူဟာအဆင်ပြေအောင်မဲပေါ့နေအားလုံးတွေဒီ၃ယောက်လုံးကဘသူဟာသူ့ပေါ်မှာဘလို့ဆက်ဆံနေဆိုတာသူအကုန်သိပြီးသားသူကျွန်မရှိလာတယ်တတိယဆိုင်းဆာတန်ညီတောင်းခိုင်းလိုက်လို့လာယူတာဟုတ်ပြီကျွန်မတန်လင်းအိမ်ကိုသူတယောက်တည်းရောက်လာတာကျွန်မဖုန်းဆက်လိုက်တယ်အကော ယောက်ျားပေါ့နော်ယောက်ျားကြီးညီစာရဲ့စာတန်းကြီးတောင်းခိုင်းနေဆိုဟုတ်လားนี่ပြောတော့ကားပဲရောက်มาဆိုဘာဖြစ်လို့စာရည်တွေအကုန်တောင်းတာလဲအကုန်ပေးလိုက်ပါကျွန်တော်စိတ်ညစ်နေပါတယ်စာရည်တွေအကုန်ပေးလိုက်ပါဆိုတော့ကျမဒီစာရည်စာတန်းတွေအကုန်လုံးကိုဓာတ်ပုံရိုက်တယ်ဓာတ်ပုံရိုက်ပြီးတော့ထိုင်ဝမ်မှာရှိတဲ့အမျိုးတွေကိုပို့တယ်မြမပြည်မှာရှိတဲ့အမျိုးတွေကိုပို့တယ်ပြီးတော့သူ့ရဲ့စိတ်ရေးမှာ เนาะကျမရဲ့ကျမယောက်ျားရဲ့စိတ်မရှိကိုလည်းပို့လိုက်တယ်ဒီစာရဲ့စာတန်းရဲ့အကုံကိုငါဒီပေးလိုက်ပါပြီဆိုပြီးတော့မှကျမဒီအကုံလုံးကိုပို့လိုက်တယ်တပုံနေဘိုင်ဘာနေပို့တာပေါ့နော်အဲဘိုင်ဘာနေပို့တယ်ဒီထိုင်ဝမ်မှာရှိတဲ့အမျိုးတွေကိုကြားကျမကအာမက်ဆန်ဂျာနေပို့တယ်အဲ့လိုပို့ပြီးတဲ့အချိန်မှာစာရက်တည်းအဲ့တော့မှ28ရက်ရှိရအောင်။စာရွက်တည့်ရက်28ရက်ပဲပို့လိုက်တယ်ဆိုတော့ကျွန်မပေးလိုက်တယ်။တရက်ကတော့ကျွန်မဓာတ်ပုံလည်းမရဘူးပို့လည်းမပို့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ဒီတရက်ဒီ anime ကြီးကပြောတယ်ပပရေနေရာစာရွက်တွေအကုန်လုံးပေးလိုက်ပါလားအကုန်လုံးပေးလိုက်ပြီသူတို့လက်ထဲရောက်ပြီးသွားရင်တော့နေ့ရှိကိုဘာမှပြန်ပေးမှာမဟုတ်တော့ဘူးအဲ့တော့နေမလို့ချင်းရင်တောင်မှနေ့သားလေးအတွက်ဒီချက်လေးတစ်ခွက်ကိုတော့နေသိမ်းထားလိုက်ပါနေယူထားလိုက်ပါဆိုပြီးတော့မှသူဒီလူပီတာဆိုတာဖြစ်ကျမတို့အဲ့စာရွက်လေးပေးခဲ့တာသူမယူသွားဘူးကျမအကုန်လုံးပေးခဲ့တယ် ဆောင်ရွက်စရင်ကျမတို့ရဲ့ပိုင်ဆိုင်မှုကို၄ပုံပုံပြီးကျမဒီတပုံနဲ့ယူခဲ့တာတောင်မှဒီတပုံလေးကိုသူတို့ကလိုချင်နေတာ။ Okay ကျမအကုန်ပေးလိုက်တယ်။ဒါပေမဲ့ဒီဒိုးအင်လန်ထိတ်ကအန်တီမမ်မြင့်မြင့်ဒေါ်မြင့်မြင့်ပေါ့နော်။သူ့ရှီကဝယ်ထားတဲ့ခြံကွက်ကိုတော့ကျမကတိန်းထားခဲ့ပါတယ်။ဒီခြံလေးဒီတောင်မူမှာ ကျမသားလေးရဲ့ပိုင်ဆိုင်ခွင့်ကျမတို့မိသားစုပိုင်ဆိုင်ခွင့်ဆိုတဲ့ဒီခြံလေးတစ်ကွက်တည်း ဒီခြံွက်ဒီအသေးဆုံးခြံွက်တာဖြစ်ဒီကျမတို့ရဲ့ပိုင်ဆိုင်သမျှခြံွက်ထဲမှာအသေးဆုံးခြံွက်လေးတန်ဖိုးအနည်းဆုံးခြံွက်လေးအဲ့ဒီတခွက်လေးကိုကျမတို့ဒီကျမဒီယူထားပါတယ်တိမ့်ထားပါတယ်ကျန်နာမှန်သမျှကျမဒီအကုန်ပြန်ပေးလိုက်ပါတယ်ဒါပြင်မဲ့ point တစ်ခုရှိတယ်ဘာဖြစ်လဲဆိုအနိမအေးကတောင်ကူကို ပြန်သွားပြီဆာပြဆာတန်နေကျမရှိရယူပြီးတော့မပြန်သွားပြီကျမတို့စက်ရုံကိုတက်တက်မဝင်ဘဲနဲ့သူဒီ အရင်မျိုးသမီးရဲ့အိမ်ကိုဝင်ပြီးတော့အဲအိမ်ကိုဝင်လာလားမဝင်လာတော့ကျမမသိဘူးเนาะအရင်မျိုးသမီးရှိကိုစာရက်စာတန်းနေအပ်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီစာရက်တွေကိုတတိယကိုပေးခဲ့လိုက်ရင်တတိယကစာရက်စာတန်းနေကိုမြန်မာလိုမဖတ်တတ်ဘူးကျမယောက်ျားဒီမြန်မာလိုမှုတ်နေအောင်တတ်ပါတော့လဲမြန်မာလိုစာမဖတ်တတ်ဘူးအဲ့ဒီတော့စာရက်စာတန်းနေဒီအချိန်မရွေးအပြောင်းလဲဖြစ်သွားနိုင်တဲ့အတွက်မိသားစုတွေအတွက်စိုးရိမ်လို့အန်ဒီမအေးဒီအရင်မျိုးသမီးရှိကိုပေးခဲ့ပါတယ်အရင်မျိုးသမီးစီလည်း ဒီစာရဲ့စာတန်းတွေကိုထိမ့်သိမ်းဆောက်ရှောက်ထားပါတယ်။ကျမကလည်းပြန်မယူပါဘူး။ဘာဖြစ်လို့လဲ။အရင်မျိုးသမီးနဲ့ရတယ်မှာကလေးနှစ်ယောက်ရှိခဲ့တဲ့အတွက်ဒီတာသမီးတွေတဲ့ဒီပစ္စည်းတွေကိုပိုင်ဆိုင်ခွင့်ရှိပါတယ်။ဒါကြောင့်ကျမဒီပြန်မယူခဲ့ပါဘူး။တောင်းလည်းမတောင်းခဲ့ပါဘူး။အဲ့လိုမျိုးသူတို့တွေယူတယ်မယူကိစ္စဆိုတာလေကျမနောက်ပိုင်းမှတည်လာတာပါကျမကတော့ကျမကကျမယောက်ျားကိုပေးလိုက်ပြီဆိုပြီးတော့မှာ မပြီးသွားပြီကဲဒီလောက်တောင်မှငါရှိကနေဒီမှာလိုချင်မှမောနေတာကဲယူသွားကြဆိုကျမဒီပေးလိုက်ပြီးပြီကျမစိတ်ထဲမှာရှင်းသွားပြီဒါပေမဲ့ကျမယောက်ျားရှိကို high check ကတစည်းပဲစာရွက်စာတမ်းတွေရောက်သွားခဲ့ပါတယ်တနေ့စာရွက်စာတမ်းတွေကတော့အရင်မျိုးသမီးရှိရောက်သွားတာကျမလည်းအဲ့ဒီအချိန်တုန်းကမသိခဲ့ဘူးကျမယောက်ျားလည်းမသိခဲ့ဘူးတိတာဘယ်သူတွေတိတယ်လဲဆိုရင်အဲ့ဒီအငယ်မတိတယ်ဒါဆိုသူတို့ကျမက ဘိုက်ပါနေစာတွေပို့ထားတာလေဒီမှာဒီစာစာတန်တွေငါပို့လိုက်ပြီနော်ဆိုရဲပို့ထားတာအဲ့တော့ပို့လိုက်တဲ့စာရွက်စာတန်တွေရောက်တဲ့ချိန်မှာအနီမဲအေးဒီဟိုက်ချက်ကတစည်းအုံနာပုံလေးတွေလာပြတယ်ဆိုတဲ့ကသူမေးရမှာပဲလေအနီမဲအေးဒီမှာမပပပေးလိုက်တာဒီစာရွက်စာတန်းนี่ဒီမှာဆိုဘာဖြစ်လို့ကျွန်တဲ့ဟာမပါလာတာလဲဆိုသူမေးမှာပဲသူသိတာပေါ့ဒီစာရွက်ကြီးကြီးအရင်မျိုးသမီးရဲ့အိမ်ကိုရောက်သွားပြီဆိုတာ ူတို့လည်းတည်ဒါပေမဲ့တို့တို့ဒီဗဇက်ပိတ်နေတယ်ဗဇက်ပိတ်နေပြီးတော့မှကျမယောက်ျားကစာရွက်စာတမ်းတွေကိုအိမ်မှာရှိတဲ့စာရွက်စာတမ်းတွေကိုမေးတဲ့အချိန်မှာကျမတို့အိမ်ထဲမှာပေါ့စာရုံထဲမှာရှိတဲ့စာရွက်စာတမ်းမေးတဲ့အချိန်မှာမရှိဘူးပပခိုးသွားပါပြီဆိုပြီးတော့မှပြောတယ်ကျမတို့တခိုးမှအဖြစ်ဆက်သွင်းလိုက်တယ်စာရည်မရှိတော့ဘူးတထိမ့်မိမခိုးသွားပြီဆိုပြီးတော့မှပြောတော့ကျမယောက်ျားကြီးကျမတို့တခိုးမှဖြစ်တာတောက်လျှောက်မြင်တာပေါ့နော် လွန်ခဲ့တဲ့နှစ်ကတော့ကျမတို့ဖြည့်ရှင်းလိုက်တယ်ဖြည့်ရှင်းလိုက်တော့ပြီးသွားပြီဒီစားကြီးကျမမှမရှိဘူးဆိုတာလည်း तू သိတယ်ဒီမှာယခုတည်သွားပြီနော်မနစ်ကတည်းကတည်သွားတာပါဒီမှာကျမချင်မှာစားစားတယ်မရှိဘူးဆိုတာတည်သွားပြီပြီးတဲ့အခါမှာလည်းဒီစားစားတယ်တွေဘယ်ရောက်သွားလဲဆိုတော့အရင်မျိုးသမီးရှိမှထိမ့်သိမ်းထားတယ်ဆိုတာကို तू လည်းတည်သွားပြီကျမတို့ကဇလန်းရှင်းပြီးပြီးသွားပြီဒါဗိမဲ့ကျမယောက်ျားတိတိကြီးနဲ့ကျမကိုမနေ့ကတတ်တတ်မဲ့ကိုဆဲတာဖြစ်ပါတယ် အဲ့ဒါလေးကျမလာပြောပြတာနောက်တစ်ခုကြတော့ဘာဖြစ်လဲဆိုတော့သူ့ရဲ့ပတ်စံအိတ်ထဲကပတ်စံနေအမေရိကန်ဒေါ်လာတွေထိုင်ဝမ်ဒေါ်လာတွေပျောက်ပါတယ်ဆိုပြီးပြောတယ်အဲ့ဒီပျောက်တဲ့ဟာကကျမခိုးပါတယ်လို့ပြောတာကျမအကြောင်းကိုအားလုံးကသိတယ်ကျမရဲ့မိတ်ဆွေတွေအကုန်လုံးသိတယ်ကျမဒီဘယ်တော့ခါမှလက်မဆော့ဘာဖြစ်လို့လဲဆိုတော့ကျမဒီငယ်စဉ်အခါတုန်းကကျမအထက်ခါထက်ခါပြောပြီးသား ကျမအဖွားကကျမကိုမှတ်လောက်သားလာအောင်ပတ်စံတွေအိမ်ရပတ်စံကိုပို့ပြီးတုံးဆွဲတဲ့အတွက်မှတ်လောက်သားလာအောင်ဆုံးမခဲ့ဘူးလေအဲ့ဒီဆုံးမခဲ့တဲ့ဟာကျမတတ်လုံးကျမထိမ့်သိမ့်ဆောက်ရှောက်ထားတာအဖွားရဲ့ဆုံးမစကားကိုထိမ့်သိမ့်ဆောက်ရှောက်ထားတယ်ဘယ်တော့ကမှလက်စော်လေးချီစော်ချင်မျိုးလုံးဝမရှိခဲ့ဘူးအဲ့လိုလူကိုသူ့ရဲ့ဒေါ်လာတွေခိုးတယ်အမေရိကန်ဒေါ်လာတွေခိုးတယ်ထိုင်ဝမ်ဒေါ်လာတွေခိုးပါတယ်ဆိုပြီးတော့ပြောတာကျမတို့ပြောပြမယ်ကျမတို့အိမ်ထဲကိုဝင်ထွက်သွားလာတယ်ဆို၃ယောက်ပဲရှိတယ် ူ့ရဲ့အရင်သမီးရဲ့ဒီစရေးမရကျမရသုံးယောက်ပဲဒီအိမ်ထဲကိုဝင်ထွက်သွားလာတယ်။ဒီစရေးမရှိမှလည်းတော့အပူအများတန်းရှိပြီးသား။ဘာဖြစ်လို့လဲဆိုတော့ကျမတို့အိမ်ထဲမှာစက်ပစ္စည်းအချို့ထားထားတယ်။အဲ့တော့လိုအပ်တဲ့ပစ္စည်းတွေကိုလိုအပ်တဲ့ချိန်မှာသုံးဖို့အတွက်ကျမတို့ဒီအိမ်မှာအိမ်မှာအများတန်းမရှိတဲ့အတွက်ဘာလုပ်လဲဆိုတော့သူ့ကိုတော့ပို့ပေးထားတာ။ကျမပေးထားမှာကျမရဲ့ကြောင့်ပေးထားတာ။အဲ့တော့အဲ့တော့ပုံနဲ့သူဖွင့်နေဝင်းနေယူတဲ့ဒီပစ္စည်းတွေပြီးရောင်းစရာရှိတဲ့ဟာဆိုလည်းသူရောင်းချတယ်ပေါ့နော် ဲ့တော့ဒီအိမ်ထဲမှာ၃ယောက်ဝင်ထွက်သွားလာနေတယ်။ပတ်စံကျမယောက်ျားရဲ့ပတ်စံပြောက်သွားတယ်။သူခိုးတာလည်းမသိဘူး။ဘယ်သူခိုးတာမှမသိတဲ့ပတ်စံကိုကျမခိုးပါတယ်။တခိုးမှပါဆိုပြီးပြောတာ။ကျမခံနိုင်မလား။ခိုးရတဲ့သူကတော့ငြိမ်နေမှာပေါ့။ခိုးပြီးသွားပြီးယူပြီးသွားပြီလေ။သူတို့ခိုးပါတယ်လို့ဘယ်ပြောပါမလဲ။ဟင်။ကျမကလည်းမခိုးပဲနဲ့ခိုးပါလေလို့စွတ်စွဲခံရတာဘလောက်ရင်နာကိုကောင်းလဲ 3ယောက်ရှိတယ်ဒီ3ယောက်ကိုကျမတယောက်တည်းပဲဆွတ်ဆွဲတာဟွန်းအဲ့တော့ကျမဒီယောက်ျားဘလောက်ထိမုန်းနေလဲဘလောက်ထိနာကျင်နေလဲဆိုတာအခုကြည့်နေရတဲ့သူသိတယ်ကျမအိမ်တော်ကြီးတစ်ခုမပြတ်ချင်ဘူးကျမဒီပထမအမျိုးသားနဲ့ကလေးတယောက်ရခဲ့တယ်ကျမဒီလက်မထက်ခဲ့ပါ ကျမရှေ့မှာပြပေးသားကျမကျမမှာချစ်သူရှိတယ်ကျမချစ်သူနဲ့မပေါင်းခဲ့ရဘူးဒီအမျိုးသားဖြက်စီးခဲ့လို့သူ့ကိုကျမရဲ့အဆက်တိတ်ခါအတွက်ယူခဲ့တယ်ယူခဲ့ဆိုတာပေါင်းတင်နေထိုင်ခဲ့တာပေါ့နော်အခုခေတ်စကားနဲ့ပြောရမယ်ဆို living together နေခဲ့တယ်ဒီကလေးလေးတယောက်ရပြီကျမကလေးမရခင်ဘယ်လိုကလေးမမွေးခင်ပေါ့ကိုဘိုက်ကြီးတဲ့မှာတည်းကကျမကွဲဖို့စီစဉ်ပြီးသားအကြီးရောကလေးမွေးတော့ကလေးချောင်းလာမှလည်းကျမကွဲဖို့အတွက်ကျမအကုန်လုံးလုပ်ခဲ့တယ်လေနော် ော့ကျမလက်ထပ်ပြီးတော့တရားဝင်လက်ထပ်ယူထားတဲ့လင်းဒီဒီလင်းတယောက်ပဲရှိတယ်။နော်ဒီတယောက်ကြီးကိုမြန်မာပြည်မှာလည်းနှစ်ခါလက်ထပ်ရတယ်။ထိုင်းဝမ်မှာလည်းတစ်ခါလက်ထပ်ရတယ်။သုံးခါလက်ထပ်ပြီးဒီလင်းတယောက်တည်းကိုပဲယူထားတာ။အဲ့တော့ကျမဒီဒီလင်းကိုမကွဲဘူး။ကျမတက်တက်လုံးပေါင်းဖို့ရည်ရထားတယ်။ကျမဒူဘေတာဘေခံပြီးတော့လည်းနေတယ်။ဒါမဲ့လေကျမကလေဘလောက်ပဲဒူဘေတာဘေခံခံဘလောက်ပဲတီးခံတီးခံလူဆိုတာတီးခံမှုအတိုင်းတားလေ။ခါလေးကြရင်ကြော်သွားရင် မခံနိုင်တော့ရမ်းမုန်းတယ် အော်ငါရဲ့ဒေါသစိတ်နဲ့ငါရဲ့မခံချင်စိတ်နဲ့ငါဒီမီသားစုလေးပြုတ်ခွဲသွားမယ်ဆိုတာမျိုးမဖြစ်ချင်ဘူးထက်ခါထက်ခါတီးခံတယ်မိတ်ဆွေတို့ယုံချင်မှယုံမယ်ကျမဒီမနေ့ကရန်ဖြစ်တယ်သူကျမကိုပကံလုံးနဲ့ပိတ်ပေါက်တယ်ပမတစ်ချက်ပေါက်တယ်မကွဲဘူးအဲ့ပကံလုံးထပ်ယူလာတယ်နောက်ခါထပ်ပြစ်တယ်အဲ့ပကံလုံးဆက်ဆက်မှမှကွဲသွားတယ်အကျမ ပကံလုံးတွေအမှတ်တွေရှင်းပြတာ ਨੇ ကျမငိုတဲ့အရာတွေပြီးသွားပြီကျမအဲ့ရတွေမှာခဏသွားလှဲစစ်ကောက်ကွေးပြီးတော့သွားလှဲပြီးတော့ငိုချပလိုက်တယ်ကျမအဲ့ရနိုးလာအောင်ကျမညနေစေးသွားပြီးတော့သူကြိုက်တတ်တဲ့အစားအစာလေးတွေသွားဝယ်ဟောငါကစိတ်ဆိုးနေတာပဲဘာကြီးအခက်မသိဖြစ်နေတာလည်းမသိဘူးငါစိတ်လျှော့လိုက်ပါမယ်ကျမဒီကျမကြီးကောင်းတဲ့သူမဟုတ်ပါဘူးဒါပေမဲ့ကျမထက်သူဒီပိုးပြီးတော့မှကျမကြီးမကောင်းတဲ့သူဖြစ်တဲ့အတွက်သူကျမငိတ်ညားတယ်သူမသိစေချင်ဘူး မသားလေးကတက်ငယ်သေးတယ်။သူ့ဘွားမှာမိဘဆုံဆုံလေးနဲ့หนีသွားစေချင်တယ်။ကျမဒီတလနဲ့73ရက်သမီးတွေကမိဘအဆုံအောင်မနေခဲ့ရဘူး။ဒါကြောင့်ကိုသားသမီးကိုမိဘဆုံစေချင်တဲ့စိတ်နဲ့ကျမကြိတ်မိပြီးတော့နေတာ။ကျမစိတ်တွေရမ်းရှုပ်ထွေးလာတဲ့ချိန်ကျရင်ကျမဘာလုပ်တတ်တယ်လဲ။ကျမခီးတွေတွားလိုက်တယ်။ရမ်းစိတ်ညစ်လာရင်ကျမကပ်ပါကခီးတွားချင်မယ်။